စစ်ရဲ့ဘေးခွေးကဘာလို့လို့ကြီးတော့ဗျာရခိုင်မှာတိုက်ပွဲဖြစ်ပေါ်လာနည်းနည်းကျော်ကြာမြင့်လာတာနဲ့တူစီပေးဆောင်ဦးရီဟာလည်း6သိန်းကျော်အထိတိုးမြင့်လာနေပါလေဆိုပါစီပေးဆောင်နေရာမိမိနေရာကိုပြန်နိုင်ဖို့အလန်းဝေးနေသေးတာကြောင့်လက်ရှိရောက်တဲ့နေရာမှာပဲဂျုံရာကြာပန်းအလုပ်တွေလုပ်ကင်စားတော့နေရပါတယ် ရခိုင်ပြည်ပေါတော်မြို့နယ်ကနေစစ်ဘေးထိန်းချောင်းလာကြတဲ့စစ်ဘေးရှောင်တွေဟာလောက်ကန်ရှားပါတာဝင်ငွေမရှိတာတွေကြောင့်လက်မပေါ်ထွက်ပြီးအလူခံစားတောက်နေကြရတယ်လို့စစ်ဘေးရှောင်စကန်တာဝန်ရှိသူဦးမောင်မြင့်အောင်ကပြောပါတယ်အားလည်းမတည်းလေအရန်ဒီမရှိပါရဲ့လောက်ကတူနေတာထုတ်နေစစ်ပီးရှောင်းစခန်းမှာအလောက်ကရမရှိဘူးမျိုးသားတွေမှာလည်းအလောက်ကမရှိဘူးမျိုးသမီးတွေမှာလည်းမရှိဘူး မျိုးသမီးရေဆိုရင်အလူခံပြီးစားတောက်နေရတယ်။နေထိုင်ရင်စားရေးတောက်ရည်တွေလည်းမဖူလုံပါဘူး။မျိုးသမီးရေဆိုရင်အချက်မရှိအလူခံစားတောက်ရပါတယ်။တိမ်ဝင်တိမ်ထွက်အလူခံစားတောက်နေကြတာ။နမမှုတွေရှိလာရင်အဲ့လိုအလူခံပြီးစားတောက်ရတာပဲ။လင်းကားရက်လောက်နေရင်တစ်ချိန်စီသွားရပါတယ်။စံသုံးမြည်ရတဲ့အခါလည်းရတယ်။ပတ်စံဆိုရင်လည်း1000 8000ရတဲ့အခါလည်းရပါတယ်။အဲ့ဒါတွေနဲ့ပဲရက်တည်နေကြရပါ။လာဆလာဆိုကျောင်းဆိုမှာဘာဘာကြောက်လို့ဘာလဲ ။ဥမောင်မြောင်တို့ခုံလုံးစားတောင်းနေကြတဲ့စပေးချောင်စကန်မှာစပေးချောင်တွေကလမ်းမပေါ်ထွက်ပြီးအလူခံစားတောင်းနေကြရပေမဲ့ဒီနေ့တော့ဝမ်းရည်ကိုခက်ခက်ခဲခဲနဲ့ဖျက်သန်းနေကြရတာပါ။အလူခံလို့မရတဲ့နေ့တွေ ဆိုရင်တယောက်စီကနေတယောက်ချိန်ကားပြီးတော့ဝမ်းရည်ကိုဖြည့်ရှင်းနေရပါတယ်။ပေါ်တော်မျိုးကနေစပေးတိန်ဆောင်လာတဲ့အသက်58နှစ်ရွယ်ဒေါ်ဝင်းကြည်ဟာပေါ်တော်မျိုးဘကနေစပေးတိန်ဆောင်လာခဲ့တာအခုဆိုရင်နှစ်နှစ်ကျော်ကြာမြင့်လာပါပြီ သူမမပါလာတဲ့ငွေကြေးချို့ကလည်းစေဘေးရှောင်ရဲ့အသုံးပြုတာလောက်ကန်ရှားပါတာတွေကြောင့်လက်ရှိမှာလမ်းမပေါ်ထွက်ပြီးလူခံ စားတောက်နေရပါတယ်။ဒုံဝင်းကြီးဟာလူခံထွက်ရင်သူတို့နေထိုင်တဲ့ဆစ်ချောင်စကန်းကနေတိတ်မဝေးတဲ့ကြေးပါ၃ရောင်ကိုခြေချင်းတွားရတာပါ။တခါတရံလူခံနေစဉ်အတွင်းမှာပဲလူကြီးလူငယ်တွေရဲ့စူပူချိန်မမှုဒဏ်တွေကိုခံရပါသေးတယ်။ဝါရှိစူပူနော်ဝါလော့ပါရီဆုံးဝါလော့ပါရီတော်တော်မှာဒီ တရက်မှာရွာကြီးဆိုရင်3-4ရွာလောက်ကိုသွားကြပါတယ်အဆက်သောင်းခွဲလောက်ရတဲ့ခါလေးရပါတယ်ဆန်ဆိုရင်လည်း4-5ပြည်လောက်ရတာတွေရှိပါတယ်အဲ့ဒါတွေကိုရောက်လာရင်စားတော့ရပါတယ်အလူခံပြီးရောက်လာရင်လည်းပြင်ပန်းနှောင်းကြတာကြောင့်မထနိုင်ကြပါဘူးအနားယူပြီးအလူခံလို့ရတာရဲ့ဆန်တွေကိုပဲစားတော့ရပါတယ်အဲ့ဒါကြီးကုန်သွားရင်နောက်ထပ်လည်းအလုပ်ကံရမရှိတော့ပြန်ပြီးအလူခံဖို့ထွက်ရပါတယ်မင်းရလာလန်ဒီဟာ ဒဝင်းကြီးအပေါတော်မြို့မှာနေထိုင်ခဲ့စဉ်ကသားသမီးတွေနဲ့တူကုံစုံဆိုင်လေးရောင်းချပြီးစားတော့ခဲ့ရတာပါလက်ရှိမှာတော့နေရပြန်နိုင်ဖို့အတွက်အလံဝင်းနေသေးပါဒဝင်းကြီးတို့နေထိုင်နေတဲ့ပေါတော်မြို့ကိုအရခတ်တော်အေကပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာအပိသက်သိမ့်ပိုင်နိုင်ခဲ့တာဖြစ်ပြီးတော့ရခိုင်မှာပထမအဦးဆုံးအေကသိမ့်ပိုင်ထင်းချုံနိုင်ခဲ့တဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့ပေါတော်မျိုးဟာစစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေမျိုးနဲ့နီးကပ်နေတာကြောင့်မြို့ပေါ်မှာရှိတဲ့တရင်တွေနဲ့ စစ်ကောင်စီရဲ့ရေတက်နေပြည်တော်ကလည်းပောက်တော်မြို့ကိုလက်နက်ကြီးတွေနဲ့နေစဉ်ရက်ဆက်ရန်တမ်းပစ်ခတ်တာဒီကြောင်းကနေဆက်မပြတ်ဘုံကျဲတိုက်ခိုက်တာတွေကြောင့်ပဲမြို့ကန်တွေကပောက်တော်မြို့တွေကိုဝင်ရောက်မနေဝင့်ကြတာလည်းဖြစ်ပါတယ်။ဝင်ရောက်နေထိုင်မယ်ဆိုပါကလည်းတိုက်ပွဲကာလအတွင်းမှာစစ်ကောင်စီတပ်ဟာလာရောက်ဘုံကျဲချတာတွေလက်နက်ကြီးပစ်ခတ်မှုဒဏ်တွေကြောင့်နေအိမ်တွေတစားစီမိလောင်ပျက်စီးသွားတာတွေနဲ့ကြုံခဲ့ရတယ်လို့သိရပါတယ်။ အခရတော်ဤဟာစည်ရဲကာလာနနစ်ကျော်အတွင်မှာရခိုင်ကမြို့နယ်၁၄ခုပါဝင်ချင်းပြည်နယ်ကပလဝမြို့နယ်တွေကိုတိမ့်ပိုက်ထိန်းချုပ်ထားပါတယ်။စည်ရဲအောင်မြင်မှုတွေရရှိနေပေမဲ့လည်းစစ်ပစ်ဆောင်ဥယျာဉ်တွေကတော့တဖြည်းဖြည်းများပြားပြီးတော့လာနေပါတယ်။အသက်25နှစ်ရွယ်ဦးစော်မင်းဦးဟာလည်းပေါတော်မြို့ပေါ်ကနေမွေးကင်းစားတားငယ်လေးတဦးနဲ့တူစစ်ပစ်တိမ့်ဆောင်လာတဲ့သူတယောက်ပါ။သူကရင်ကဘီလွဲဆိုင်ငယ်တွေမောင်းနေပြီးတော့စောင့်နေဖြည့်ရှင်းခဲ့တာပါ။ လက်ရှိမှာတော့လောကန်ရှားပါတာသသမိတွေရဲ့စာဝင့်နေရေးအခြေအနေတွေကြောင့်လက်မပေါ်ထွက်ကမျိုးသမီးတွေနဲ့ဒန်းတူလူခံစားတော့နေရပါလေ။လူခံပြီးစားတော့ရတယ်ဆိုတော့ဒီမှာမျက်နှာလည်းမပြဝင်တော့ပါဘူး။တစ်ခါလေဆိုရင်လည်းကိုဘွားကိုတွေးပြန်တွေးကြည့်ရဲ့။မျက်ရည်တွေလည်းမကြမကြကြမိရဲ့။အရင်ကဆိုရင်ဒီလုပ်တွေမလုပ်ဘူး။အခုဆိုရင်အရင်ကမလုပ်ဘူးတဲ့လုပ်တွေကိုလုပ်ရတယ်။ရင်တော့ဆိုရင်ဘေးရက်ဆိုင်ငယ်တွေမောင်းတော့ဝင်ငွေတွေလည်းရှိတယ်။ အခုကလုံးဝဝင်မရှိပါဘူးလူခံဖို့ပဲထွက်ရပါတယ်ကိုဇော်မင်းဦးဟာအလူခံတဲ့လုပ်ကိုမလုပ်ချင်ပေမဲ့လည်းတာမရရဲ့စာဝင်နေရေးအခြေအနေကြောင့်လောက်ကန်နေရတာဖြစ်တယ်လို့ဆိုပါတယ်။သူရင်ကလောက်ကန်ခဲ့တဲ့ဘေးတွေမောင်းတဲ့အလုပ်ကိုလည်းလုပ်ချင်မိတယ်လို့သိရပါတယ်။ ဒီကတော့ risk ကိုသိနေစတာမောလုံးစံနဲ့ချိုင်းနာနိုင်ပါဘူးလေးနေတာပါဆဲကြပါလေးနေပဲသုံးပဲလောက်ဝေးပါဟုတ်ကဘေးရဆိုင်ရင်မောင်းဖို့အတွက်အဆင်မပြေပါဘူးဘေးရတစည်းကိုလည်းပတ်ဆိုင်ရန်ပေးရပါတယ်ဘေးရတစည်းတော့အရန်လိုချင်ပါတယ်ဘေးရတစည်းရှိရင်တော့ထမင်းတလုတ်အေးလို့စားတောက်လို့ရပါတယ်ပယံလုတ်တွေလက်သမားလုတ်တွေကိုလည်းလုတ်ဖို့မတတ်ပါဘူးဒါပေမဲ့အဲ့ဒီလုတ်တွေကမကြောက်ဘူးဖြစ်နေပါတယ် စကောင်းစီတက်ဟာရခိုင်မှာတိုက်ပွဲစတင်ဖြစ်ပေါ်တဲ့အချိန်ကလေးကရခိုင်ဒေသကိုကုန်းလန်းရေလန်းကနေကုန်းစီစီးစင်းမှုတွေပိတ်ဆို့ဖြတ်တောက်ထားပါတယ်။အဲဒါကြောင့်မရခိုင်ဒေသခံတွေဟာစစ်ဝင်တွေပြက်လက်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။ဒါပြင်စကောင်းစီတက်ဟာစစ်ပေးဆောင်တွေကိုကူညီနေတဲ့နိုင်ငံကဖွဲ့စည်းတွေအရက်ဖက်ဖွဲ့စည်းတွေပြည်တွင်းပြည်ပအလူရှင်တွေကိုလည်းခီးသွလာကွင့်ကန့်သက်ပိတ်ပင်ထားပါတယ်။ လက်ရှိမှာတော့ပေါတုံးမြို့နယ်ကထွက်ပြေးလာတဲ့စပေးတင်းရှောင်သူတွေကိုအရက်ဖက်ဖွဲ့စည်းတစ်ခုကလူတအူးကိုငွေကျပ်9000ခန့်ထောက်ပံ့ပေးမှုတကြိမ်သာရှိခဲ့ပြီးတော့လူငွေရရှိမှုအပိုင်းမှာလည်းမရှိသလောက်ဖြစ်နေကြတယ်လို့စပေးရှောင်တွေကပြောပါတယ်။စပေးရှောင်တွေကစာဝတ်နေရေးကျက်တဲတာပြင်လက်ရှိမှာစောင်းရသည့်ကာလကိုရောက်ရှိလာတော့မှဖြစ်တာကြောင့်အနည်းတွေနဲ့စောင်းတွေလိုအပ်ချက်မြင့်မားနေတယ်လို့သိရပါတယ်။အပြောင်းအလဲကြားကတော့အေးပဲအဆိုးဝဲဆော့ဆိုတော့မနှုံလောက်ပါ ညပိုင်းတက်ထီးကျမတို့ဆစ်ဆောင်စခန်းမှာတော့စောင်းနေဝှက်ထယ်တွေကမလုံလောက်ပါဘူးအလူခံလို့လူတွေကနေပေးလိုက်တဲ့စောင်းနေဝှက်ထယ်တွေကိုလည်းကလေးတငယ်တွေလုံချုံဖို့အတွက်ပေးလိုက်ပါတယ်ကျမတို့မှဆိုရင်ထမိန်တွေကိုခြုံပြီးတော့အိပ်ရပါတယ်အမျိုးသားတွေမှဆိုရင်လည်းပစိုးတွေခြုံပြီးတော့ကုတ်လို့အိပ်ကြရပါတယ် လက်ရှိရခိုင်မှာတော့အာရခတ်တော် A နဲ့စစ်ကောင်စီတပ်ဟာကြောက်ဖြူနဲ့စစ်တွေမြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားနေကြတာဖြစ်ပြီးတော့အဲ့ဒီမြို့နယ်တွေကကြေးပါတွေမှာလည်း AA ထိန်းချုပ်ထားတဲ့နေရာတွေကိုထွက်ပြေးနေကြရတယ်လို့သိရပါဗျ။